ဒူဘိုင်းမှာနေနေတယ်ဂျပန်ကိုသွားလို့ရတယ်ဒူဘိုင်းမှာနေနေတဲ့သူဆိုရင်ဂျပန်ကိုသွားလို့ရလားနဲ့ထိုင်းမှာနေတဲ့သူကိုဂျပန်သွားလို့ရလားမလေးရှားနိုင်ငံမှာနေတဲ့သူလေဂျပန်သွားလို့ရလားဒီသုံးနိုင်ငံမှာနေတဲ့သူကဘယ်သူကအခွင့်အရေးပိုများလဲဆိုတာမိုက်ဆာပြပြပေးသုံးနိုင်ငံမှာဆိုလို့ရှိရင်ဒီ UAE ပေါ့နော် UAE Emirates အဝပါမစ်ကခြားနိုင်ငံတွေကိုသွားဖို့အရန်လွယ်ကူပါတယ်အဲ့ဒီနိုင်ငံရဲ့ဘာပါမရှိရဲဆိုလို့ရှိရင်ဂျပန်ကိုရှောက်ရတာပိုအဆင်ပြေတယ်။ဘာကိုရှောက်ရတာအဆင်ပြေတယ်เนาะ။အဲ့ဒီနိုင်ငံတွေမှာနေတဲ့သူတွေကကြတော့ ပို့ပြီးအားသာချက်ရှိတာပေါ့နော်အဲ့တော့အိမ်မှနေတဲ့သူတွေရတယ်အိမ်မက်တွေရှိတယ်ဆိုရင်စူးစမ်းလို့ရပါတယ်အခြားဒုတိယနိုင်ငံတွေအလဲပတ်ဗီဇာတွေကလွယ်လားဆိုရင်အခုချိန်မှာဆိုရင်မလွယ်ပါဘူးဒါပေမဲ့လည်းမလျှောက်ကြည့်ပဲနဲ့မရပါဘူးရှောက်ကြည့်လို့ရှောက်ကြည့်လို့ရှောက်ကြည့်ရင်လည်းရောက်သွားတဲ့သူတွေကိုရှင်းမှာအများကြီးပဲအဲ့တော့ကိုကမရောက်ဘူးလားဆိုပြီးတော့မသေးချဘူးဆိုတော့စိတ်နဲ့ပေါ့နော်မလုပ်ဘူးဆိုကိုကြံခဲ့မှာပေါ့နော်အဲ့တော့အဲ့လိုမဖြစ်ရအောင်ကိုကိုတိုင်းအေဂျင့်ကောင်းတာတွေလိုက်ရှာမယ်ကိုကိုတိုင်း ရှောက်ကြည့်ရင်လည်းရှောက်ကြည့်တယ်မဟုတ်ဘူးမိုင်းဆာတို့လည်းရှောက်ကြည့်ရင်လည်းရှောက်ကြည့်တယ်မဟုတ်ဘူးမတို့တင်ပေးတဲ့ဗီဒီယိုတွေជី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 လိုက်လုပ်ပြီးတော့လည်းကိုစူးစမ်းစူးစမ်းဘယ်သူမှမစိုးစူးစမ်းလို့ရပါတယ်ဒါပေမဲ့စူးစမ်းနေဖို့ဒါအရေးကြီးဆုံးဖြစ်ပါတယ်